ားလုံးပဲမင်္ဂလာပါလာလာရှိရီမှာပြန်လဲကြိုးဆိုလိုက်เนาะ time back ဟောင်းနဲ့ကြွေးစောင်းနဲ့ပတ်သက်ပြီးတော့ဘလို့ချီဒီမှာလဲလဲလို့ရဆိုတဲ့ဒီပညာဘူလာနဲ့ထွေထွေဘူလာတွေကိုအစဉ်ဆက်မပြတ်မျှဝေပေးတဲ့ဒီကြောက်ဒီကနေ့ကျတော့ဆယ်ဘတ်တန်နဲ့ပတ်သက်ပြီးတော့ဘလို့ချီပြီးမှရောင်းရမလဲဘယ်ခွနစ်တွေကရောင်းတန်းဝင်လဲဆိုတဲ့အသေးစိတ်တွေကိုမှလာရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်နော်ဟုတ်ကဲ့ပါဒီဆယ်ဘတ်တန်နဲ့ပတ်သက်ပြီးတော့ရောင်းတန်းဝင်တဲ့ခွနစ်က3ခုပဲရှိပါเนาะအဲ့ခွနစ်3ခုကဘယ်ဟာဖြစ်မလဲဆိုခွနစ်2531 ခု9533ခု9541ပဲဖြစ်လို့နော်ဒီခု9တုံးခုကြမှာရောင်းတန်းဝင်တာပဲဖြစ်ပါတယ်ဂျန်နယ်ခု9နေရရောင်းတန်းဝင်နေပါဘူးဘာဖြစ်လဲဆိုတော့ဒီခု9တုံးခုကလာမှာထုတ်လုပ်တဲ့အရေးအတွက်အ ਨੇ ဆုံးဖြစ်တဲ့အတွက်နော်ရောင်းတန်းဝင်တာပဲဖြစ်ပါတယ်ဂျန်နယ်ခု9နေရထုတ်လုပ်တဲ့အရေးအတွက်အများအပြားဖြစ်တဲ့အတွက်ရောင်းလို့မရသေးပါဘူးဟုတ်ကဲ့ပါဒီခု9တုံးခုရဲ့အသေးစိတ်ကိုလာရောက်ပြီးတော့အမှ မြောက်ဝေပေးသွားမှာเนาะဟုတ်ကဲ့ဒီ2534ဆိုရင်ထုတ်လုပ်တဲ့အရေးအတွက်ကအခုရေ6200ဝန်းကျင်ပဲရှိရေเนาะသူရဲ့အဲခနာအရွယ်စားက96မီလီမီဂရမ်ရှိတယ်သူရဲ့နမ်နာဂရမ်က8.5ဂရမ်ရှိရနော်ထုတ်လုပ်တဲ့အရေးအတွက်ကခုနပြောလို့ပဲ6200ဝန်းကျင်ပဲရှိတယ်အဲကြောင့်မလို့လက်ရှိပေါက်ဈေးကဘတ်900နေဘတ်1000ဝန်းကျင်ထိရောင်းတန်းဝင်တာပဲဖြစ်မှာနော်ဟုတ်ကဲ့ နောက်ထပ်ခုနှစ်2530ဒစ်ဆိုရင်ခုနပြောလိုမဲ့2530ဒစ်ဆိုရင်လက်ရှိပေါက်ဈေးကပန်း900နေ1000ဒစ်ရှိတယ်အခုခုနှစ်2533ဆိုရင်တော့ဒီဆယ်ဘတ်တန်ထဲမှာထုတ်လုပ်တဲ့အရေးအတွက်ကအ ਨੇ ဆုံးဖြစ်တော့အဲ့ဒါကထုတ်လုပ်တဲ့အရေးအတွက်ကအခုရေ100ပဲရှိရင်တော့သူ့ရဲ့အရွယ်စားတွေကြတော့ခုနပြောလို့26 ်မီလီဂရမ်သူရဲ့အလေးချိန်ကျတော့8.5ဂရမ်ရှိပါတယ်အဲ့ဒါကျတော့မှထုတ်လုပ်တဲ့အရေအတွက်အ ਨੇ ဆုံးဖြစ်တဲ့အတွက်เนาะလက်ရှိပေါက်ဈေးကဘတ်9ဒိန်းကနေဘတ်တန်းထီတောင်ပေါက်ဈေးရှိရเนาะအဲကြောင့်မလို့ဒီဆယ်ဘတ်တန်9533ရှိခဲ့တယ်ဆိုရင်တော့အေးချာလေးတိန်းထားပါအဲချီရပွန်ရတွေတော့များလို့မရအောင်เนาะချီရပွန်ရတွေများတယ်တန်ကြေးတက်တယ်ဆိုတော့ဈေးကအပြည့်မရအောင်เนาะအဲ့လိုမျိုးဟိုဈေးရတော့မှကျော်ရမှာเนาะကဲ နောက်ဆုံးတစ်ခုအနေနဲ့ခု1948ကျတော့ထုတ်လုပ်တဲ့အရေးအတွက်ကအခုရေ6000နဲ့မှ6000ရှိရเนาะ6000နဲ့6000ရှိတယ်အဲ့ဒါကအမှလက်ရှိပေါက်ဈေးဘတ်100နေဘတ်900ဝန်းကျင်ထိပေါက်ဈေးရှိရเนาะဟုတ်ကဲ့ပါဒီနေ့လာရောက်ပြီးတော့မျှဝေပေးတဲ့အကြောင်းအရာတွေကတော့ဒီဆယ်ဘတ်တန်နဲ့ပတ်သက်ပြီးတော့၄စိတ်ကိုလာရောက်ပြီးတော့မျှဝေပေးသွားတာပဲဖြစ်မှာเนาะဟုတ်ကဲ့ပါအခုခြုံပြောလိုက်မယ်ဆိုတော့ ဆယ်ပတ်တန်ခုနှစ်1500 31ဆိုရင်ခုလက်ရှိပေါက်ဈေးပတ်1000နေအဲပေါက်ဈေးရှိရနော်နောက်ထပ်ခုနှစ်1533ဆိုရင်ဘတ်တန်တိပေါက်ဈေးရှိပါတယ်နောက်ဆုံးခုနှစ်1541ဆိုရင်လက်ရှိပေါက်ဈေးပတ်900တိပေါက်ဈေးရှိမှာနော်ဟုတ်ကဲ့ပါဒီဟာလေးကအဲဒီဆယ်ပတ်တန်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုမျှဝေပေးသွားတာပဲဖြစ်ပါတော့ဟုတ်ကဲ့ပါဒီကနေ့မျှဝေပေးတဲ့အကြောင်းအရာတွေက တငယ်ချင်းမိတ်ဆွေတို့အတွက်အသိပညာကူတာတခုရသွားခြင်းမဆွေကျွန်တော်ရဲ့ video လေးကို like share လေးလုပ်ပြီးတော့ follow လေးမလုပ်သေးရင်လည်း follow လေးနှိပ်ပေးတော့ပါလို့နောက်ဆုံးလည်းအားလုံးလောက်ကိုင်းစီနေကြပြီကံကောင်းကြပါစေနောက်ပြီးမှပြန်လည်းဆက်ဆံကြပါမယ်